မင်္ဂလာပါရှင်ပါရာတိုက်မြန်မာအော်ဒီယိုဘုတ်ချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဆက်လက်ဖက်ပြပေးမှာကတော့ပါမောက်ခကျုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာပြုဝင်တာဤဘဝခရီးနဲ့ဓမ္မစီမီဆိုတဲ့စာအုပ်ကလေးရဲ့အဆက်ကိုဆက်လက်ဖက်ပြပြီးသွားမှာဖြစ်ပါတယ်ရှင်ဒီစာအုပ်ကလေးကိုတော့ဆရာမြတ်ဆန်ကရေးသားပူဇော်ခဲ့တာဖြစ်ပါတယ်လိုက်ပါနားဆင်ခန်းစားကြည့်ပေးပါဦးနော်အပိုင်း၁၆ ပမောက်ခချုပ်ဆရာတော်နှင့်အာကြတီညိုခဲ့ရသောဆရာတော်ကြီးများရှေးဘဝအဆက်ဆက်ကကုသူလူဘဝခရီးအစသည်မိခင်ဤမေတ္တာရင်ခွင်ဟု ဆိုရမည် မိခင်ဤမေတ္တာသည် သူခန္ဓာကိုယ်ရဲကနီးရဲသောသွေးများကို ပြူစင်သော နို့ကြိုရည်ဖြင့်ပြောင်းလဲပေးနိုင်ခဲ့သည်တဘာဝတရားသည်အံ့ဖွယ်ရှိလာပြီစွာမေတ္တာတရားဤစွဲပကားသည်အင်အားကြီးမားလာပြီစွာ ထို့နောက်လူသားသည်ချိန်တန်ရွယ်ရောက်လာသည့်အခါမိဘတို့၏ရင်ခွင်မှသည်ပညာသင်ကြားပေးမိကျောင်းတော်အသီးသီးတို့ပြောင်းလဲခိုလုံရပြန်သည်ထို့အခါတင်နာတရားဂိူနာတရားတို့ဖြင့်ပညာသင်ကြားပေးကြမိဆရာသမားတို့၏ရင်ခွင်၌နားခိုရလေသည်အကယ်၍သာ လောက၌မိဘနှစ်ပါးနှင့်ဆရာသမားကောင်းတို့ မရှိခဲ့ပါက လူသားသည်တက်ရှိထင်ရှားဘဝနှင့်စဉ်စားဉဏ်ဖြင့်ပြည့်စုံသောလူသားတအူးဖြစ်လာဖို့ခဲယဉ်လာပေမည် ပမောက္ခချုပ်ဆရာတော်ကြီးသည်ဘာသာတရားကိုင်ဆိုင်၍မြတ်ဗုဒ္ဓသာသနာကို ကြီးညိုလေးစားသောမိဘနှစ်ပါး၏မေတ္တာရင်ခွင်၌မွေးဖွားကြီးပြင်းခဲ့ရသလိုမြတ်ဗုဒ္ဓ၏အဆုံးမများကိုလက်ဆင့်ကမ်းအမွေဖြင့်တင် जा ပေးကြမည်ဆရာသမားကောင်းများ၏အဆုံးမအောင်၌နားခိုကြီးပြင်းခဲ့ရသူဖြစ်သည်ဖြင့်ဆရာတော်ကြီး၏ရှေးဘဝအဆက်ဆက်ဖြည့်ဆည်းခဲ့သောပါရမီကုသိုလ်တို့သည် ကြီးမားခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။အားကြကြည်ညိုခဲ့သောဆရာတော်ကြီးများ ပမောက်ခချုပ်ဆရာတော်ကြီးဤဘဝခီး၌ဆရာတော်ကြီးတွေ့ဆုံခဲ့ရသောဆရာသမားများနှင့်ပတ်သက်၍မေးမြန်းလျှောက်ထားကြည့်မိရာဆရာတော်ကြီးလေးစားကြည်ညိုခဲ့ရတဲ့ဆရာတော်ကြီးတွေရဲ့အကြောင်းလေးတွေမှတ်မိသည်၍အမိတ်ရှိပါအောင်ဖျားနံပါတ်1ကတော့စံကင်းဆရာတော်ကြီးကစရမှာပုံစံကင်းဆရာတော်ကြီးကကလေးငယ်လေးတွေကိုစာမေးပြီးတော့ဖြေနိုင်လို့ရှိရင်လူကြားထဲမှာချီးမွမ်းလေးရှိတယ်အားပေးတဲ့သဘောပေါ်တော့ ကလေးနဲ့တန်းနဲ့တရာတင်ပြီးပြီဆိုရင်တရာနဲ့ပတ်သက်တဲ့မိကွန်းလေးတွေမိတယ်။မိပြီးတော့ဖြေနိုင်ရင်တအားတော်တာပဲလို့ပြောတာ။အဲ့ဒါကစိတ်အားတွေလည်းတက်စေတယ်။ကိုကိုကလည်းယုံကြည်မှုဖြစ်စေတယ်။ဝိပဿနာကြောင့်မှနေတော့ငါဆိုရင်10နှစ်သား17နှစ်သား12နှစ်သားပုံကိုရင်ဘဝပုံဆရာတော်ကြီးကကိုယ်တိုင်စာမချပြီမဲ့လို့ဆုံးမဩဝါဒပေးပြီးတဲ့အခါပြိတ်သက်ကြတဲ့မှာအဲ့ဒီမှာပါတဲ့စကလုံးလေးတွေကို ဒါလေးကိုဘလို့ပုတ်ပြက်မလဲဘာခိုင်းနှုံဘာလိန်နှုံဆိုတဲ့တရားဆိုင်ရာမိကွန်းတွေမိတယ်ဖြေနိုင်လို့ရှိရင်တော်လိုက်တာဆိုပြီးလူကြားထဲမှာချီးမွမ်းလေရှိတယ်တရားနဲ့ပတ်သက်ရင်ငငယ်တုန်းကဖုံဖုံကမေးလိုက်ရင်ရတာများတယ်ရတာများတော့ဆရာတော်ကြီးကဘာပြောသလဲဆိုရင်တရားထက်အကျော်ပြည်ဆရာတော်ပဲတော်လိုက်တာ ဆိုပြီးစာမေးတိုင်းရတဲ့အခါအဲ့ဒီလိုပြောတယ်ပြည်ဆရာတော်ကြီးကတရားမှာတော်တယ်လို့နာမည်ကြီးတယ် သူတို့ရှေးတုန်းကစုံနေတူပါတယ်လေတရာထက်အကျော်ပြည်စီရတော့လို့အဲ့ဒီလိုပြောတာချီးမွှဲတဲ့စကားပေါ့နော်အဲ့ဒီလိုစန့်ကင်းစီရတော်ကြီးကလူငယ်တွေကိုအတက်အောင်လှုပ်တက်တယ်ပြီးတော့တရာကုံတဲ့ခါကျတော့နောင်တော်နာယကကြီးကတင်းကြိုချပေးနေတော့စန့်ကင်းစီရတော်ကြီးကကိုရင်လေးတွေကိုတင်းကြိုချပေးနေတာလားမချနိုင်အောင်တရာပဲပြန်ချပေးအခုမှတရာက အခြေတအားရှိသေးတယ်တရာတဲကရုပ်တွေပြန်ပြန်တွက်ခိုင်းပါတဲ့ ဆရာတော်ကြီးကတင်းကြိုရက်ခိုင်းပြီးတရားပဲပြန်ချခိုင်းနေ။နောက်အပြိဓမာစာမေးပွဲဖြေတဲ့အခါကျတော့မှဆရာတော်ကြီးကိုရှောက်ထားပြီးတော့မှတင်းကြိုပြန်ချရတယ်။ရှီတုံးကအဆိုးရှိတယ်။တရားကိုးကောက်စာပြိုးဖျောက်တယ်။ကိုးကောက်တက်ပြီးရတော့ပြိုးပြိုးပျောက်ပျောက်ပဲတိသေးတယ်။အကုန်မတိသေးဘူးတဲ့။ဒါကြောင့်မို့တရားကိုကြေအောင်ဆရာတော်ကြီးကထက်လုံခိုင်းတာ။တရားတက်မှစာတက်တယ်ဆိုတဲ့အဆိုးလည်းရှိတယ်လေ။မမဖေဟာ ဆိုင်ကင်းဆရာတော်ကြီးရဲ့စောက်ရှောက်မှုတွေကအင်မတန်ကောင်းပါတယ်။အမြဲတမ်းစောက်ရှောက်တယ်။စာမေးတယ်၊စာနားထောင်တယ်၊ရုပ်တွက်ခိုင်းတယ်၊အနက်ပေးခိုင်းတယ်။မှန်မှဖျား။နောက်နမနစ်နေနေကတော့ဝါဆိုဆရာတော်ကြီးပုံ။ဝါဆိုဆရာတော်ကြီးကတော့ကလေးတွေကိုအားပေးတဲ့နေရာမှာ သူကအင်မတန်တော်တယ်။သူကလည်းစာမေးတယ်။စာပြေနိုင်လို့ရှိရင်လာဆိုပြီးသူထိုင်တဲ့နေရာမှာထိုင်ခိုင်းတယ်။ တခါတော့ငါဝါဆိုးဆရာတော်ကြီးကမေးတာလေအတပြပတိအပြတ်တော်ဆိုတာအပြတ်တော်ဆိုတာဘာလဲกว่าတဲ့ဒီလိုမျိုးမေးတယ်ဗျက်တာဆိုတာစလိနစိတ်နှလုံးတုံ့လုံချင်းဆိုတာဗျက်တာလို့ခေါ်တယ်အပြတ်တော်ဆိုတာစိတ်နှလုံးတုံ့လုံချင်းမရှိဘူးကိုဆိုတာအဲ့ဒီလိုဖြစ်နိုင်ရင်သူကတိတ်ဝမ်းတာတာအားပေးတာပေါ့နော်အားပေးခြင်းဖြင့်လူငယ်တွေရဲ့စိတ်တက်ကိုတိုးတက်အောင်လုပ်ပေးတာအဲ့ဒါလေးတော့မှတ်မိတယ် ငယ်စဉ်ကနီးကပ်နေခဲ့ရတော့စံကင်းစရာတော်ကြီးရဲ့ဝါဆိုးစရာတော်ကြီးရဲ့နောင်တော်နိုင်ကကြီးရဲ့ပုံနိုင်ကကြီးကလည်းစံကင်းစရာတော်စီကအမွေရတယ်ထင်တယ်။ကိုရင်လေးတွေလရေးလာတင်ပေးတယ်။အားပေးတတ်တယ်လို့စရာတော်ဟောတဲ့အထင်မှာတပည့်တော်နာခဲ့ရဘူးပါတယ်ဗျာ။ဟုတ်တယ်စံကင်းစရာတော်ကြီးစီကအများဆုံးအမွေရမှာပုံ။နောက်ထပ်မိတ်ရှိပါအောင်ဗျာ။နောက်နံပါတ်3နေနဲ့ညောင်ရွှေစရာတော်ကြီးပုံ။ အလွန်ကြီးညိုပွေကောင်းနေညောင်ရွှေဆရာတော်ကြီးကသူ့စီရောက်သွားရင်ဘယ်ရက်ကတော့လို့မေးပြီးရင်အဲ့ဒီရက်ကဘာတွေထွက်တယ်လဲဘာတွေရတယ်လဲဒေတာနဲ့ဆိုင်တဲ့ဟာတွေမေးလို့ရှိတယ်ဆရာတော်ကြီးကစူးစမ်းလေ့လာတာတွေမေးတယ်သူဘလောက်သိတယ်လဲလို့ညံဆန်းတာလည်းဖြစ်နိုင်တယ်လာတဲ့ပုံကောစိစက်သေးချမှုရှိမရှိမေးမြန်းတာလည်းဖြစ်နိုင်နေ။အဲ့ဒီဆရာတော်ကြီးရဲ့ character ကအဲ့ဒီပုံစံရှိတယ်။ဘသူလာလာသူကတိတိကျကျမေးတော့တာ ပြောနိုင်လို့ရှိရင်ဆရာတော်ကြီးကအင်မတန်မှဝမ်းသာတာဆရာတော်ကြီးတွေကနောင်သာသနာမျိုးဆက်တွေပေါ်ချီးမြှင့်တတ်တဲ့သဘောရှိတယ်နော်ဗျာဟုတ်တယ်လူငယ်တွေကိုအားပေးတယ်ချီးမြှင့်နေပေါ့နော်နောက်ထပ်မိတ်ရှိပါအောင်ဗျာနောက်နံပါတ်လေးအနေနဲ့အားကြတူရိုပွဲပြောရမယ်ဆိုရင်ပထမပမောက္ခချုပ်ဆရာတော်ကြီးဦးတီလာနန္ဒာဘိဝင်သားပေါ်သူကကြမ်းပြူဖုံဖုံကကွန်ပလိုင်ယာစာပြုတ်ခေါ်တာပေါ့နော် စာပြုတ်ရဲကျမ်းပြုတ်ရဲနှမျိုးရှိတယ်။ဆရာတော်ဦးတီလာနန္နာကအင်မတန်မှစိတ်ဆက်တည်ကြတယ်။စာပေနဲ့ပတ်သက်လို့ရှိရင်လည်းအရန်စိတ်ဆက်တယ်။အင်္ဂလိပ်စာလည်းကောင်းတယ်။တက္ကတလည်းတက်တယ်။ပါဠိလည်းတက်တယ်။ဖြက်ကနေကြည့်လိုက်တာနဲ့ဒီစာအမှားမှန်ကိုသူကချက်ချင်းစီစစ်တက်တယ်။မှန်မှဖျား။မမရရပြောရမင်းဆိုရင်စံကင်းဆရာတော်ကြီးရဲ့ထေရုတ်ပတ္တိဂါရတရားဆိုတာ ဖုံဖုံရေးခဲ့တာပါဠိလိုနဲ့မြန်မာလိုရေးခဲ့တာလေမမဖေဟာအဲ့ဒီထဲမှာတက္ကနဝုတ်ထီဘီလာတီဆိုတာတက္ကနဆိုတာကိုယ်ကိုင်းကိုယ့်ရဲ့ကိုင်းဆိုတာရွှေကျင်ကိုင်းရဲ့ဝီလီဘီလာတီဆိုတာကြီးပွားတိုးတက်မှုကို လိုလားတယ်ဆိုတဲ့စကားလုံးတက္ကနဝီလီဘီလာတီလို့ရေးတာကိုဆရာတော်ဦးတီလာ နန္ဒနဲ့တွေ့တဲ့အခါဆရာတော်ကဦးစင်းနဲ့တက္ကနဆိုတာတက္ကနလား တာကနာလာဘာအိဗယ်နဲ့ရေးတာတော့နေပုံပုံတို့ဒါကိုရုတ်တရက်မြင်တတ်ဘူးပုံအဲ့ဒီဆရာတော်ကြီးကအဲ့ဒါကိုမြင်နေတာကနှစ်မျိုးရှိတယ်တန်တကလာတဲ့တာနဲ့တကကဖြစ်လာတဲ့တာလားနှစ်မျိုးရှိတယ်ကိုကိုင်းလို့ဆိုတဲ့အိဗယ်ကိုယူလို့ရှိရင်တကနာပဲရေးရမှာတန်နာကရသူတော်ကောင်းတွေရဲ့ဂိုင်းလို့ဆိုရင်တကနာလို့ဂါနှလုံးစင်ရမှာအဲ့ဒါကိုဆရာတော်ကဖြက်ခနဲ့မြင်ပြီးတော့မေးတာ အတော်ကိုစိတ်ဆက်တဲ့ဆရာတော်လို့အံ့ဩစရာကောင်းနေကိုကတော့ရိုးရိုးရေးထားတာပဲတက္ကနာပဲတခါတလေကြရင်အတိဘယ်ပေါ်ကျင်တာနဲ့ပါဠိနဲ့မကိုက်တက်ဘူးဥပမာအဖြင့်တက္ကနာလို့ရေးပြီးတော့ကိုကိုင်းလို့ဘာသာပြန်ရင်မှားသွားတယ်အဲ့ဒါကြတော့တက္ကနာလို့ပဲဖြစ်ရမယ်အဲ့လိုခွဲခြားချက်ရှိတယ်အဲ့ဒါကိုမြင်ပြီးမေးနိုင်တာဩတကယ်ကိုတော်တဲ့ဆရာတော်ပဲလို့ စာနဲ့ပတ်သက်လာပြီးဆိုဒါတွေကရုတ်တရက်ဆိုရင်သတိမထားတတ်တဲ့ဟာလေးတွေပေါ့နော်တင်မဖျားဆရာတော်ကြီးဦးတီလာနန္နာကမဟာစီဆရာတော်ကြီးရဲ့ထုတ်ပတ္တိစာအုပ်ရေးတော့မဟာစီဆရာတော်ကြီးကိုယ်တိုင်အဖွင့်မှားစာရေးတာ တပည့်တော်ဖတ်ဘူးပါတယ်ဖျားဦးတီလာနန္ဒရေးလိုက်တော့မှပဲတကယ့်ကိုသူ့အကြောင်းမဟုတ်တဲ့လူတစ်ယောက်အကြောင်းကိုပြန်ဖက်လိုက်ရသလိုပဲတဲ့ဆရာတော်ကြီးဦးတီလာနန္နာကလည်းစာရေးလဲကောင်းနေတော့ဖျားထုတ်ပတ္တိရေးတာတော်တော်ကောင်းနေဖျား ဟုတ်တယ်။ဆရာတော်ကစိတ်ဆက်တယ်။သူကဘယ်ကိစ္စဖြစ်ဖြစ် သူ့တေသနာဆန်တယ်။တကယ်လေးနဲ့ထားပြီးတော့အမှားမှန်ကိုစစ်စစ်တက်တဲ့ပုံကိုပဲ။ခုလိုဟာမျိုးဆိုတာတာမန်ပုံကိုမမြင်ဘူး။ဒါကလေတက္ကနာဆိုရင်ဘလို့အိဗယ်။တက္ကနာဆိုရင်ဘလို့အိဗယ်ဆိုတာရုတ်တရက်မသိဘူး။တက္ကနာဆိုရင်တန်တက္ကနာပဲဖြစ်ရမယ်။တက္ကနာဆိုမှတက္ကနာဖြစ်မှာပေါ့။သူကအဲ့ဒီလိုခွဲခြားချက်ရှိတယ်။ တကယ်ကိုပုတ်တွေရဲ့အနေထားစကလုံးတွေရဲ့အနေထားကို ရှင်းရှင်းကြီးနားလည်တဲ့ပုံဒါက grammar ကြည်တဲ့ခေါ်တာပုံတက္ကတကြည်လို့တက္ကတတက်လို့ဒါကသိတာပုံဆရာတော်ကြီးရဲ့ပြပမှာပို့ချတဲ့အပိဓမ္မာသင်တန်းမှတ်စု၅ကျန်းတွဲစာအုပ်လေတော်ကောင်းတယ်ဗျာတပည့်တော်စုဆောင်းထားပါတယ်ဗျာဆရာတော်ကြီးကနောက်ပိုင်းမှာအုံနောက်မြေးရောင်တဲ့ယောဂနဲ့ပြန်လွန်တော်မူခဲ့တယ်နော်ဗျာ ဟုတ်တယ်ဆရာတော်ကြီးဦးတီလာနန္ဒာနဲ့စတွေ့တော့အဘိဓမ္မာကွန်ပလိုက်ယာလို့တုံးကသူ့လက်အောက်လို့ရတာကိုအဲ့ဒီမှာဆရာတော်အများကိုမေးတဲ့မိကုန်းနှစ်ခု ခုလိုစာရီရေးနေကြတဲ့အထဲမှာထင်တယ်အတ္တာတပဝေတဏိယအင်္ဂါ၈ပါးဘယ်တဲ့ပါတလဲပြောကြစမ်းပါတယ်ဘုံဘုံကလည်းကိုစာကိုရေးနေတာကြတော့ကြတယ်ယုတ်တိရတော်မပြောသေးဘူးပုံ မသိဘူးလားသိတဲ့လူပြောကြစမ်းပါ လို့ဆရာတော်ကထပ်ပြောတော့ဖုံဖုံကထပြောတာဆရာတော်ဗျာအင်ဂုတ်တူထဲမှာပါပါတယ်ဆိုတော့ဟာဟုတ်လားတဲ့ဒါကဝင်းနည်းနဲ့ပတ်သက်နေတာကိုဖုံဖုံကတာမဏီကျော်တို့ကလှုပ်ထားတာဆိုတော့ဘယ်နားမှာပါတယ်ဆိုတာသိနေတယ်အဲ့တာဒါပဝေတဏီယာဆိုတာဝင်းနည်းထဲမှာမပါဘဲနဲ့အင်ဂုတ်တူထဲသွားပါနေတယ်အမှန်ကတော့အဲ့ဒါဝင်းနည်းနဲ့ပတ်သက်တယ်ဟာမှန်မဗျာယဟန်တစ်ပါးကတပိတ်မောက်တယ် တပိတ်မောက်ကန်ကယဟန်းကပြုတ်နေတာလူကနေပြန်ပြီးတော့ကြတော့မကြည်ညိုဘူးဆိုတာထုတ်ပေါ်ကြေညာနိုင်နေအတ္တရာပဝေဒနီယာဒီကိုတော့ကိုအချက်၈ချက်နဲ့ညီရင်မကြည်ညိုဘူးဆိုတာကို ပြောလို့ရတယ်အဲ့ဒီလိုပြန်လည်ရှိတယ်တပိတ်မောက်အင်္ဂါ၈ပါးရှိသလိုပဲအတ္တရာပဝေဒနီယာလည်းယဟန်းကဖောက်ပြက်ရင်မကြည်ညိုဘူးလို့ကြေညာလို့ရတယ်အဲ့ဒါဝင်းနီးနဲ့ပတ်သက်နေတာကိုအင်ဂုတ်ထိုထဲမှာပါနေတယ်ဆိုတာကိုဘုံဘုံကရှာပြလိုက်တာ မမဗျာနောက်တစ်ခါဆရာတော်ဦးတီလာနန္နာကစာရင်းနေရင်းနဲ့ကနေပြီးတော့ပုတ်ကလေးတစ်ခုက ထူးထူးဆန်းဆန်းဝေါကုဏဂါကြီးနဲ့ဝေါကုဏတိဝိဟိန္ဒဝါနဆိုတာဒီပုတ်ကိုကိုရော်တို့တက်ပစ္စည်းကြံ့ညာစမ်းမှဆိုပြီးတော့တင်မုံပေါ်မှာရေးပြီးတော့ပြင်ခဏထွက်သွားတယ်အဲ့ဒါဘသူမှထမရေးကြတော့ဖုံဖုံကထပြီးတော့ဆရာတော်ရေးထားတဲ့အောက်မှာဝဟတုဏလို့ရေးလိုက်တယ် ဝဟတုနာပစ္စည်းပြရမယ်ဆိုပြီးတော့ပုံအဲ့ဒါဆရာတော်ပြန်ကြွလာတဲ့အခါဒါဘသူရေးထားတာလဲတဲ့ဘုံဘုံကလည်းတပည့်တော်ရေးထားတာပါလို့ဆရာတော်ကဝဟနုတလို့မြင်တာမဆိုးဘူးတဲ့ဝဟိတဝါနာကိုဖွင့်ကြည့်လိုက်ရင်ဝဟတုနာဒတပယေဒတဆာဆိုတာတုတ်ရှိတယ်ဟကိုကပြောင်းနဲ့တုတ်ရှိတယ်အဲ့ဒါနဲ့ရေးလိုက်တာ ဝဟတုနာလို့ဖြစ်ရမှာဝောတုနာလို့ဖြစ်ရမှာ နှစ်ချောင်းကဘဲကဖြစ်တုံးဆိုတော့ဒါကတော့ဆရာတော်နဲ့တငယ်ချင်းသူ့အောက်ကလုံနေတဲ့ဆရာတော်ကဒါကတော့ဥကိုဥဒီရလုတ်တာလွဲပါတယ်တဲ့ဝဟတုနာကိုဘသူမှမပြောလို့ဖုံဖုံကထရေးချလိုက်တာဓာတ်ပစ္စည်းရှာတာတချို့ပုတ်တွေကြတော့ခက်တယ်လေဘယ်လိုပြေးမတုံးဆိုတော့ဓာတာပရေဓာတာဆနဲ့ပြေးလို့ရတယ်ဝဟကဝေါဖြစ်တာလည်းမကက်ဘူးလေဟာကနီကပြောင်းတာလည်းမကက်ဘူး သူကပြောင်းနေစနစ်ကရှိတယ်လေအဲ့ဒါလေးတော့ဆရာတော်ဦးတီလာနန္ဒနဲ့တူတူလုပ်ခဲ့တော့ကစာနဲ့ပတ်သက်ပြီးမှတ်မှတ်ရရလေးနှစ်ခုရှိခဲ့တယ်ဆရာတော်ဖျားအဲ့ဒီကဘာကြီးမှာ complier လုပ်နေရင်းနဲ့ပဲချက်မြင့်ဆရာတော်ကြီးစီမှာအင်္ဂလိပ်စာသင်ခဲ့ရင် ချက်မြင့်ဆရာတော်ကြီးနဲ့အနီးကပ်ထိတွေ့ခဲ့တာများရှိရင်လည်းမိတ်မအောင်ဖျားအင်းအဲ့ဒီကလေးကချက်မြင့်ဆရာတော်ကငငယ်ရှိသေးတာကို သူကတီဟိုကပြန်လာတာချက်မြင့်ဆရာတော်ရဲ့လို့တောင်ဖြစ်သေးဘူးလေ အဲ့ဒီမှာတင်းနန်းထဲမှာအများနဲ့တင်တာဆိုတော့လေဘုံဘုံကတင်းနန်းသားအနေနဲ့တက်ခဲ့တဲ့သဘောပါချမ်းမြစ်ဆရာတော်တို့ဆရာတော်ဦးသီလနန္ဒာတို့ကမာစီဆရာတော်ကြီးရဲ့တပည့်တွေပဲနော်ဖေ။အဲ့ဒါကနောက်မှတကယ်ကမာစီဆရာတော်ကြီးစီမှာနောက်ပိုင်းတရားအထုတ်တော်မှာတပည့်ဖြစ်တာချမ်းမြစ်ဆရာတော်ကြီးကဝိတုဒ္ဒယုံတပည့်ပဲစီရှင်ဆရာတော်ကြီးရဲ့တပည့်အဲ့ဒီကနေနောက်မဟာစီသွားပြီးတရားအထုတ်ရင်မဟာစီတပည့်ဖြစ်တာပေါ့နော် ကြီးမှပါဆရာတော်ဦးတီလာနန္ဒကလည်းဘုရားကြီးဒေါနာချန်အုပ်ကြောင်းမှာတကြတီဟာအောင်ဒီအထီအောင်ပဲပြီးတော့မှဆရာတော်ဦးတီလာနန္ဒကစကိုင်းဝိဆာဒါယဆရာတော်ကြီးရဲ့တပည်ဝိဆာဒရာဆရာတော်ကြီးကနမေကြီးဓမ္မကတိကအဲ့ဒီတော့ကစကိုင်းမှာနံပါတ်1ပုံဒုတိယကဘာစစ်အတွင်းမှာဥဆိုင်ကသူ့သားကိုတင်ငန်းဝတ်ပြီးတော့အဲ့ဒီဝိဆာဒရာမှာဝတ်တာကိုဆရာတော်ဦးတီလာနန္ဒကအဲ့ဒီမှာကိုရင်ဝတ်တာ စစ်ဖြစ်နေလို့အတန်းကြောင်းတွေမတက်ရလို့ခဏဝတ်တဲ့သဘော။နောက်အဲ့ဒီကနေရွှေဟင်းသာဆရာတော်ကြီးနဲ့တွေ့တော့ရွှေဟင်းသာဆရာတော်ကြီးကအမြဲတမ်းတိုက်တွန်းနေတဲ့တူပါတယ်။ဦးတီလာနန္ဒကအဲ့ဒီတုန်းက private ကျောင်းမှာရှစ်တန်းအောင်ပြီးပြီထင်ပါတယ်။အဲ့ဒီလိုရွှေဟင်းသာဆရာတော်ကြီးကတိုက်တွန်းတော့သူကကိုရင်ဝတ်နဲ့ဆက်နေပြတော့ပြိရကတ်စာပေတင်ခဲ့တာ။မန်ကတော့သူကမန္တလေးသားဒုံလဘခဏဝတ်တာ ဒွန်လဘဘွားကနေမြဲသွားပြီးတော့ဘုံကြီးစာရီတင်လိုက်တော့ပထမလက်တန်းမှာတပြီလုံးပထမနဲ့ပထမကြီးတန်းမှာတပြီလုံးဒုတိယရခဲ့တယ်။ညံကလည်းကောင်းတော့ရဟန်းဘွားရောက်တော့လေတကြတိဟာရန်တွေအောင်ပြီးတော့အပြိဝင်သားဘွဲတွေရခဲ့တာပေါ့။နောက်ပိုင်းစာရီချရင်ဝိဇာဒရာကနေအဘယာဓမ္မတိအောင်ရောက်သွားတာ။ဝိဇာဒရာမှာကြောင်းနိုင်ဖြစ်သေးတယ်။ဗြဟ္မရဆရာတော်ဥဝေပွန်လာတို့က အဲ့ဒီအဘယာဓမ္မတိုက်ကြီးနဲ့တင့်တော်ရဲဆိုပြီးသူ့ကိုဒုတိယနိုင်ငံဖြစ်နေအဘယာဓမ္မတိုက်ကိုပို့တာနဲ့ရောက်သွားရတာနောက်ပိုင်းတော့ဂျပန်တွေနဲ့ဆက်သွယ်ရပြီးဂျပန်ပြည်ကြွသွားလိုက်သေးတယ်။နောက်တော့မဟာစီဆရာတော်ကြီးနဲ့အမေရိကပါသွားရင်ကမဟာစီဆရာတော်ကြီးတာဝန်ပေးတာနဲ့အမေရိကမှာသာသနာပြုဖို့နေခဲ့တာပေါ့။အဲ့ဒီနောက်အမေရိကမှာအနေများသွားတာ။ မဆီဆရာတော်ကြီးရဲ့ပြပသာသနာပြန့်ပွားအောင်ဆရာတော်ဦးစီလာနန္ဒာကအတော်လုပ်ခဲ့တာနော်ဗျာဟုတ်တယ်ဟုတ်တယ်အမေရိကမှာတော့ဆရာတော်ဦးစီလာနန္ဒာကအဓိကလို့ဖြစ်သွားတာဒုတိယမြောက်ပမောက္ခကျုပ်ဆရာတော်ဖြစ်တော်မူခဲ့သည့်ပမောက္ခကျုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာပြုဝင်သားသည့်ပထမပမောက္ခကျုပ်ဆရာတော်ဖြစ်တော်မူခဲ့သည့်အရှင်သီလနန္ဒာပြုဝင်သားနှင့်ပတ်သက်၍အထိမ့်မဲ့မော်ကွန်းစာဆောင်၌ ဆရာတော်ကြီးမတ်တရအဖြစ်ရေးသားခဲ့သည့်ဓမ္မနန္ဒအမတ်တရများဆောင်းမမတဆင်ပညာရှင်ဆရာတော်နှစ်ပါးဤဉာဏ်တော်များကိုတည်ညိုရသလိုလွန်တော်မူသွားသည့်ပထမပါမောက္ခချုပ်ဆရာတော်အရှင်သီလာနန္ဒပြဝင်တအားလွမ်းဆုပ်ပွဲအမတ်တရဖြစ်စေခဲ့ပါတော်သည်ဓမ္မနန္ဒအမတ်တရများဒေါက်တာအရှင်နန္ဒမာလာပြဝင်တအမေရိကန်ပြည်အောင်စုကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုဒေသမှာဟက်ဖ်မွန်ဘေးမြို့ကလေးရှိသည် တောင်ကုန်းထူတက်သည့်ပင်လယ်ဝကမ်းရိုးတန်းတွင်တည်ထားသောမြို့ကလေးဖြစ်သည်ပင်လယ်အော်ကမ်းရိုးတန်းမှာလာထဝက်တန်းရှိသောကြောင့် Halfmoon Bay ဟုခေါ်သည်လားမသိပါ ပါဠိဘာသာဖြင့်အတ္တစံတော်ပတာကရဟုခေါ်ဆိုနိုင်ပါသည်ထိုဒေသသည်ပင်လယ်အော်ဖြစ်သည့်နှင့်အညီလေတဟူဟူတိုက်ခတ်နေပြီးလှိုင်းလုံးများဖြင့်ကမ်းရိုးတန်းရိုက်ခတ်သံများကြားနေရမြင်နေရသည်ကောင်းကင်ပြင်ကိုပင်လယ်ရေငွေ့များခိုးငွေ့များဖြင့်ဖွဲ့စည်းထားသော နှင်းကိုများကမကြကနအုံမိုးထားတတ်သည် တောင်နှန်းတစ်ခုနောက်ခံပြူလျက်ရှိပြီးဟိုင်ဝေးလမ်းမကြီးနှင့်ကလေးရဲ့6ဧကခန့်မြေခွက်ကျယ်၌ဓမ္မနန္ဒဝိဟာရခေါ်ဘုံကြီးကျောင်းတည်ရှိသည် ထိုဓမ္မနန္ဒဝိဟာရကျောင်း၌ဘာတန္တရကျွမ်းကျင်သည့်ပိရကက်ပညာရှင်ဇေယျတော်အရှင်သီလာနန္ဒပြဝင်သာသတင်းသုံးတော်မူသည်၂၁ရာစု၌ဇေယျတော်၏ရည်ချင်းမျိုးရှိသူများအလွန်ရှားပေမည် မြန်မာပြည်မှာတာမကကဘာမာပင်ရှာတွေ့ရန်ခက်ခဲသောအရေးချင်းပြည့်ဆရာတော်တစ်ပါးဖြစ်သည် ပြည်ထက်စာပေ၌ဆရာတော်၏အသိဉာဏ်သည်စူးရှထမြက်သည်အမားမှန်ကိုတက်ကနေမြင်နိုင်စွမ်းရှိသည်တခါကစာရေးသူသည် ပါဠိဘာသာဂါရာတရားဖြင့်ရေးဖွဲ့သောဂုရုဝနနာ ရွှေကျင်သာသနာပိုင်စံကင်းဆရာတော်ကြီး၏ဂုံကြီးများအဖွင့်ကိုဆရာတော်အရှင်သီလာနန္ဒအားဆက်ကသည့် ထိုစဉ်ကဆရာတော်သည်မန္တလေးမြို့အဘရာမကျောင်းတိုင်၌သတင်းသုံးနေထိုင်ခဲ့ဖြစ်သည်။စာအုပ်ကိုဟိုလန်ဒီလန်ဖတ်ရှုရင်တက္ကနဝုဒ္ဓီတိလာသည်စာချီသောဂါရာလေးကို တွေ့ရှိပြီးစာရေးသူအားချက်ချင်းမေးခွန်းထုတ်သည်။ဒွေးပေါ်နှင့်တက္ကနလာဒွေးပေါ်မှတက္ကနလာတဲ့စာရေးသူကတက္ကနဟုဒွေးပေါ်နှင့်ရေးထားပြီးအနက်ပေးသောကမိမိ၏ဂိုင်းဟု ပေးထားသည်။တရာနီးယာထိုအနက်ဖြစ်ခဲ့လျင် တွေးပေါ်မဲ့တက္ကနသားဖြစ်မိကို စာရေးသူတတိမထားမိခဲ့ပါ တွေးပေါ်နှင့်တက္ကနဟုဆိုလျင် သူတော်ကောင်းကိုင်းဟု အတိပဲရသည်တန်နာမှပြောင်းလာသောတာဤနောက်မှသာ တွေးပေါ်လာရသည်တက္ကအနှက်ရှိတာနောက်မှကတွေးပေါ်လာเสียမရှိ တွေးပေါ်လာเสียမလို့ထိုချက်ကို ထောက်ပြခြင်းဖြစ်သည်ဆရာတော်ဤစာပေဉဏ်နှင့်တတိထားတတ်မှုကိုတည်ညိုမဆုံးဖြစ်ခဲ့ရသည် ကျမ်းပြပုဂ္ဂိုလ်များတတိမထားမိ၍ပမာဒလေခတတိမေရေးသားမှုဖြစ်နေသည့်ချက်များကိုဆရာတော်သည်တတိထားမိတတ်သည်မြင်နိုင်စွမ်းရှိသည် ဝေဖန်ဆန်းစစ်တတ်သည် စာရေးသူသည်1964ခုနှစ်ကဘာအေးစပြူဒီပကျောင်းဆောင်၌နေထိုင်၍တိပိတကပါဠိမြမပြည်ရန်စာပြုဖြင့်ဆောင်ရွက်ခဲ့သည်ထိုစဉ်ကဆရာတော်အရှင်သီလာနန္ဒအဘိဝင်သာသည်တိပိတကပါဠိမြမအဘိဒံကျမ်းကိုပြုစုရာ၌ဥဆောင်ခဲ့သည် ဆရာတော်ဤရေချင်းကိုထိုးစင်းကလွန်မင်းကြည်ညိုအားကြခဲ့ရသည်မှတ်မိပါသေးသည်ထေရီ အပဓမ္မဝောဂူနာဟုသော ပုတ်စံကို တွေ့ရှိသည်ဖြင့်ထာဂရာဖွင့်နေသူဝောဂူနာတိဝဟိတွာနာဟုဘလက်ဘုတ်တွင် ရေး၍ဦးစင်းတို့ဒီပုတ်ကိုတက်ပစ္စည်းခွဲကာရုပ်ပြီးပုံကိုပြောကြစမ်းမှာဟုအမေးပု္စာထုတ်သည်မိသူကများမဖြစ်စာရေးသူကတထာဂရာအဖွင့်ကိုကြည်၍ဝဟုဝဟ အပေါင်းတုနာဟု ဓာတ်ပစ္စည်းခွဲပြားသည်အေးမဆိုးဘူးဟုဆရာတော်ကမိန်သည်ဆရာတော်အရှင်သီလာနန္ဒသည်1989ခုနှစ်တွင်မာစီဆရာတော်ဘုရားကြီးနှင့်အတူအမေရိကန်ပြည်ထောင်စုသို့လိုက်ပါခဲ့သည်ဆရာတော်အရှင်သီလာနန္ဒ၏ပညာရည်ချင်းကိုမာစီဆရာတော်ဘုရားကြီးကကောင်းစွာသိသည်အမေရိကခရီးတွင်အတူလိုက်စီခြင်း၍ဂျပန်နိုင်ငံရောက်အရှင်သီလာနန္ဒကို တမင်ခေါ်ယူသည်ဟုသိရသည် မာဇီဆရာတော်ကြီးတာဝန်ပေးချက်အရထိုနှစ်မှစ၍ရှင်သီလာနန္ဒသည်အမေရိကန်ပြည်ထောင်စုတွင်တည်င်းသုံးတော်မူခဲ့သည်စာရေးသူသည်1994ခုနှစ်တွင်အမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမြို့နီးဒေးလီစီတီကျောင်း၌ဆရာတော်ရှင်သီလာနန္ဒကိုတကြိမ်ဖူးတွေ့ခဲ့ရပြီး1998ခုနှစ်တွင် Half Moon Bill မြို့ဓမ္မနန္ဒဝိဟာရ၌နောက်တစ်ကြိမ်ဖူးတွေ့ခဲ့ရပြန်သည်ဆရာတော်နှင့်တွေ့တိုင်းစာပေရေးရာမရှင်းလင်းသောအချက်များကိုရှောက်ထားခဲ့သည် ဘိုးရန်အသိပညာများကိုဆရာတော်ထံမှရရှိခဲ့ရသည်1998ခုနှစ်၌ရန်ကုန်မြို့ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီးတီထောင်ဖွင့်လှစ်တော်ကဆရာတော်ကိုပထမဆုံးသောပမောက္ခချုပ်ဆရာတော်ဖြစ်တင်မြှောက်ခန့်အပ်ကြသည်ဆရာတော်ဤဥဆောင်မှုကြောင့်ကဘာရဲ့ရမလေးစားရသောတက္ကသိုလ်တစ်ခုဖြစ်ရက်တီနေရာယူနိုင်ခဲ့သည်ဆရာတော်သည်တကယ့်ပညာရှင်ဖြစ်သည်ပညာရှင်တို့၏အကြောင်းကိုပညာရှင်မှသာပြည့်စုံစွာသိနိုင်သည် တာမန်ပုဂ္ဂိုလ်များကတာမန်ဘုန်းကြီးတစ်ပါးဖြင့်မြင်ကောင်းမြင်ကြပေမည်။စီတီတိခက်မှသာအတန်ထွက်တဲ့သူပညာရှင်များသည်ဆွေးနွေးမေးမြန်းမှသာသူတို့၏ပညာရည်သွင်းများပေါ်ထွက်လာပေသည်။2005ခုနှစ်ဩဂုတ်လတွင်ဆရာတော်သည်ဘဝတစ်ခု၏အဆုံးသို့ရောက်တော်မူခဲ့သည်။မရဏမုန်တိုင်းကြောင့်ထိန်လင်းသည့်ပညာမီးတိုင်သည်ခြုံငိမ့်ွယ်ပြောက်သွားခဲ့ပေပြီ။ဓမ္မနန္ဒအမတ်တရာတို့ကများလာပါသည်။ဒေါက်တာအရှင်နန္ဒမာလာပြဝင်တာ ပါမောက္ခကျုံပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဟုတ်ကဲ့ပါရှင်အခုဖတ်ပြပေးသွားခဲ့တာကတော့ဆရာမြတ်တန်းဆန်ရေးသားပူဇော်ထားတဲ့ပါမောက္ခကျုံဆရာတော်ဒေါက်တာအရှင်နန္ဒမာလာပြည်ဝင်သားဤဘဝခီးနဲ့ဓမ္မစီမီဆိုတဲ့စာအုပ်ကောင်းကလေးဖြစ်ပါတယ်ရှင်ကြံရှိနေသေးတဲ့အပိုင်းဆက်များစွာကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက် channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်ရှင် ခုလိုတရားဓမ္မစာပေများကိုနားဆင်ပြီးတရားဓမ္မအတိတ်ခုခုရဖို့မျှော်လင့်မိပါတယ်ရှင်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကိုစိတ်နှပါအေးချမ်းကြပါစေ။တန်တရားမှလွတ်မြောက်ခြင်းတရားကိုကြင့်ကြံအားထုတ်နိုင်သူများဖြစ်ကြပါစေရှင်။